သူသမီးကိစ္စနဲ့ပတ်သက်ပြီးမင်းမီဂျီအင်ဒရာဂျောစင်ကပြည်သူတွေကိုပြစ်ဒဏ်တွေကိုရေးပေါ်တတိပေးလာတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြစ်ဒဏ်တွေကအံ့ဩကြရပါရီအလုံးလေးတိထားကြတဲ့အတိုင်းပါပဲပြည်သူဦးနဲ့အင်ဒရာဂျောစင်ရဲ့သမီးလေးဖြစ်တဲ့ပြည်သူဒရာလေးကတော့တကယ်ကိုမှမင်းသားနဲ့မင်းမီရဲ့အလှတွေအားလုံးကို လက်ခံရရှိသလားအောင်မီယာတွေလွန်စွာမှာချုံမုံလှပလုံနေတာဖြစ်တဲ့အတွက်เนาะအခုတော့အသက်၁၄ပဲရှိသေးတယ်တတော်လေးကိုလှနေတာဖြစ်တဲ့အတွက်တနိုင်ကလုံရဲ့ချစ်တာခံနေရရလေးဖြစ်ပါတယ်ဒီလိုချိန်မှာပဲတရုတ်ဘက်ကเนาะတရုတ်တထေးတွေကဒီသူဒရာလေးကိုဘသူရဲ့သာသမီမှမသိဘဲနဲ့ online ပေါ်မှာတွေ့ကြတဲ့အခါကျတော့တရုတ်မယားဖြစ်ခေါမဲဘာညာ online ပေါ်မှာသင်ချတာတတော်လေးကိုဒါ intra dosen နဲ့ပြည်သူတွေ့သွားတဲ့အခါမှာတော့အင်မတန်မှဝန်နေရပါတယ် ဒီကကျတော့အခု သမီးလေးရဲ့လုံခြုံရေးကိုလေအထူးစောင့်ကြည့်ပြီးနေရတယ်ဆိုပြီးတော့ Indrajit Singh ကပြောပါတယ်တချို့တော့ကောင်းလေးတွေကသမီးလေးအနောက်ကိုအသင်အာမကပ်ပြီးတော့တချို့ကပြန်ပေးဆွဲမဲ့အချိန်တောင်လှုပ်ချင်နေကြချောင်းကို Indrajit Singh ကပြောပါတယ်နော်သမီးလေးကိုလူရှိထုတ်ပြမိတာမှားပြီလားဆိုပြီးတော့တော့ Indrajit Singh ကစဉ်းစားခဲ့မိချောင်းကိုဝန်ခံရင်ဖွင့်လာခဲ့တာလေးဖြစ်ပါတယ်ဒီဒရာလေးဟာအင်မတန်မှအဆန်းပွင့်ပါတယ်နော် ဒီနေ့ကပဲတက်တော့ပေါ်မှာဗီဒီယိုလေးတင်လိုက်ရာကနေပို့မှုပြီးတော့เนาะလူဦးရေတန်းချီကဒီတူဒရာလေးပေါ်ဆက်လက်ပြီးတော့အချက်တွေပို့နေကြတာဖြစ်ပါတယ်ဒီလိုမျိုးလူတိများလာလေးလေးအသက်ငယ်ငယ်လေးနဲ့ပြည်သူဒရာလေးဟာပြင်ပလောကမှာမလုံခြုံလာလေးဖြစ်လာခဲ့ပြီလေဖြစ်ပါတယ်အခုမင်းသမီးကြီးအင်ဒရာဂျိုစင်ရဲ့ပြောကြားချက်အရပြည်သူဒရာလေးရဲ့အနာမှာစောင်းရှောက်မဲ့သူတွေတောင်ငားနေရကြောင်းရင်ဖွင့်လာခဲ့တာလေးဖြစ်ပါတယ် အချိန်မီပြည်သူဒရာလူကိုပြန်ပေးဆွေးနိုင်တဲ့ခုပြေးနိုင်တဲ့အနေအထားမှာရှိနေတာကြောင့်အင်ဒရာကျော်စင်ကစိတ်ပူနေကြတာလေးဖြစ်ပါရဲ့ဗျာ။